အလားအလာကောင်းခဲ့တဲ့ရေပေါ်စင်းရဟယင်အတုံးပြမှုပျောက်ွယ်သွားရတဲ့အကြောင်းအရင်ရရင်တိုင်းရေပေါ်စင်းနိုင်ပါလိမ့်အဲဒါပေမဲ့အများစုကတော့တစ်ခါပဲစင်းနိုင်တာပါစင်းပြီးရင်ပြန်ပေါ်မလာတော့ပါဘူးအဲဒီလိုပြောလို့ရဟယင်တိုင်းရေမြုပ်သွားရတော့မဟုတ်ပါဘူးရေပေါ်ကိုစင်းနိုင်ရေပေါ်ကနေပြန်တက်နိုင်တဲ့ရဟယင်တွေလည်းရှိပါတယ်အရင်တုန်းကတော့ပိုပြီးတောင်ရှိခဲ့ပါသေးတယ်အဲနောက်ပိုင်းတော့အဲဒီကိစ္စကိုတိတ်မလုပ်ကြတော့ပါဘူးရေပေါ်စင်းနိုင်တဲ့ရဟယင်တွေတီထွင်ဖို့ကိုလည်းဦးစားမပေးတော့ပါဘူး ဒီဗီဒီယိုလေးမှာတော့အဲ့ဒီအကြောင်းလေးတွေကိုစုံစီနှစ်ဖာဝေမျှပေးသွားမှာပါဒီရဟယင်ကြီးကတော့ရေပေါ်ကိုဆင်းနိုင်ပါတယ်သူ့ရဲ့ခပ်ပေါင်းပေါင်းကိုယ်တွေကရေပေါ်မှာအချိန်တိုင်းတာတစ်ခုထိပေါ်နိုင်အောင်တည်ဆောက်ထားတာပါဒါပေမဲ့အဲ့ဒါကလည်းရေထဲကိုဒီတိုင်းဆင်းလို့တော့မရပါဘူး။တချို့နေရာတွေကိုအခုလိုတိတ်အဝါတွေနဲ့ကတ်ထားရပါတယ်။အဲ့ဒါတွေကရိုးရိုးတိတ်တွေတော့မဟုတ်ပါဘူး။ရေလုံတိတ်တွေပါ။ရဟယင်တွေရေထဲဆင်းတဲ့အခါအเจ้าမျိုးမျိုးနဲ့အထဲကိုရေတွေဝင်မလာအောင်ကာကွယ်ထားတာဖြစ်ပါတယ်။နောက်ဆုံးပန်ကလေးတဲ့အချိန်ကြောင့်ဖြစ်လာတဲ့ရေမုံရေမွားလေးတွေကစာကယူဆိုင်ရပါတယ်။ အထက်က electronic ပစ္စည်းတွေကိုကာကွယ်ဖို့ဒီလောက်သတိထားကြရတာပါ။ဒါပေမဲ့ CH124 စီကင်ရဟတ်ယင်ကတော့ရေထဲကောင်းကောင်းဆင်းနိုင်ဖို့တိစောက်ထားပါရီ။အရာကိုမင်းသားဝီလျံကိုရိုင်းအစံဆင်းသက်ပြခဲ့တာပါ။ကနေဒါနိုင်ငံ Prince Edward ကျွန်းမှာအဲ့ဒီစွမ်းအင်ကိုထုတ်ပြခဲ့တာဖြစ်ပါရီ။အားပေးနေတဲ့မင်းသမီးဆိုရင်ကင်မရာတွေဘာတွေတေချာရိုက်ပြီးအားပေးနေကြတာပါ။အရာကမင်းသားဝီလျံကိုခမိုင်မိုင်ပုံစံနဲ့မြင်တွေ့ခဲ့ရတဲ့အခိုက်အတန့်လေးဖြစ်ခဲ့ပါတယ်။ရေထဲဆင်းနိုင်တဲ့ရဟယင်တွေအကြောင်းပြောရရင် CH47 ခြင်တော့ကိုခြံထားလို့တော့မရပါဘူး။ ်အရိယာရင်ကရေထဲဆင်းမှုဆိုတဲ့ရေရွယ်ကျန်းတဲ့အသေးချာတိဆောက်ထားခဲ့တာပါအဲဒါပေမဲ့နောက်ပိုင်းမှာရေထဲဆင်းမှုတွန်းဆုံနေရပါတယ်ဒီလိုနဲ့ချင်နော့ဖ်ရဲ့ရေထဲဆင်းနိုင်တဲ့စွမ်းဆောင်ရေတွေကလည်းမေ့မိန်သွားခဲ့ရတာပါချင်နော့ရဲ့ဘေးဘက်မှာရေပေါ်ပေါ်စီတဲ့လေလုံကမ်းလေးတွေထည့်ထားပါတယ်နောက်ပြီးကိုရဲတစ်ခုလုံးကိုလည်းရေမဝင်ရအောင်ဒီဇိုင်းထုတ်ထားတာပါရေထိလို့မရတဲ့အစိပ်ပိုင်းတွေဆိုရင်လည်းလုံးဝလုံလျောင်ပြုစိုက်ထားပါတယ်အရေးကြီးဆုံးဖြစ်တဲ့ electronic ပစ္စည်းတွေကိုလည်းအောက်ခြေပိုင်းမှာလုံးဝမထည့်ပဲရေလောလောမဲ့နေရာတွေမှာပဲထည့်ထားတာပါ အဲဒီလိုဒီဇိုင်းတွေရှိနေတဲ့အတွက် chain off တွေက line pattern နဲ့အခြေအနေမှာရေထဲကိုဆင်းသက်နိုင်ပါတယ်တိတိကျကျပြောရရင်တော့လေးပေအမြင့်လှိုင်းလုံးတွေရှိတဲ့အထိရေထဲကိုဆင်းလို့ရပါတယ်အဲဒီထက်ကျန်တဲ့ line တွေရှိနေရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးဒါပေမဲ့ chain off တွေကတင်မောတွေလိုရေထဲမှာအကျိုက်နေလို့ရတော့မဟုတ်ပါဘူးမိနစ်30လောက်ပဲဘောလုံးပေါ်နိုင်တာပါရေမဝင်အောင်ဒီဇိုင်းထုတ်ထားရဆိုပေမဲ့စက်ကြောင်းတွေကနေတဖြည်းဖြည်းစိတ်ဝင်လာတဲ့ရေတွေကိုမတားနိုင်လို့ပါပဲအဲ့ဒီနေရာမှာ APU battery နဲ့တုံးလို့ရတဲ့ရေဆုပ်ဆက်လေးတွေရှိရင်တော့ပိုပြီးကြကြနေနိုင်ပါလိမ့်မယ် ဓမဟုတ်ရင်တော့မိနစ်30ပဲနေလို့ရမှာပါဒီရရင်တွေက American Vienna စစ်ပွဲထဲမှာတော့အကြီးအကျယ်အလုပ်ဖြစ်ခဲ့ပါတယ်တပ်သားတွေကိုရေထဲချပေးတာမျိုးရေထဲကနေပြန်ခေါ်တင်ပေးတာမျိုးလုပ်တဲ့နေရာမှာတော်တော်လေးအဆုံးဝင်ခဲ့တာပါဒါပေမဲ့နောက်ပိုင်းမှာအဲ့ဒီနေပြူဟာကိုတိတ်မတုံးပြတ်တော့ပါဘူးအနည်းဆက်ဆုံးတုံးခဲ့တာကတော့ American 106အတုစစ်စင်ရေးလေချောင်းတိုင်ရင်ကအထုတက်ဖွဲ့ဝင်နေပါပြီချေနော့ခ်တွေကိုတယ်ယူပို့ဆောင်ရတဲ့အတွက်အဓိကအသုံးပြုကြတာပါ။ဒုကြာချက်ကတော့တပ်သားတွေကိုပြန်ခေါ်တဲ့အချိန်မှာတော်တော်လေးမြန်ဆန်ပါတယ်။ အဲ့လိုချိန်မျိုးမှာဘိုင်လော့ဖ်ကကိုရဲကိုခေါင်းနဲ့နဲ့မော်ပြီးဖင်ပိုင်းကိုရေးတဲ့ချတာလိုက်တာပါအဲ့ဒီဖင်ပိုင်းတကားကိုအောက်ဘက်ဖွင့်လိုက်လို့ရပါတယ်အရိခါမျိုးကြာရင်ရေတွေကရင်းရဲကိုရဲတဲ့ကိုဝင်လာတတ်တာပါအရာကြောင့်အလဲမှာရေတားနိုင်တဲ့အကာတစ်ခုတက်ထားရပါတယ်။ဘာလို့ဒီလိုလုပ်ရတာလဲဆိုရင်တော့ဇိုးတီရက်လှေလေးတွေကိုရဟရင်ရဲ့ဝမ်းပိုက်ထဲကိုတိုက်ရိုက်မဝင်နိုင်အောင်လုပ်ပါပဲ။အရာကအလင်းမြန်လှူရှားရမယ့်ကိစ္စတွေမှာအတော်လေးအဆင်ပြေပါတယ်။တက်သားတယောက်ချင်းစီကိုဆွဲတင်နေစရာမလိုပါဘူး။အားလုံးရဟရင်ပိုက်ထဲကိုရောက်မှတကားကိုပြန်ပေးလိုက်ရုံပါပဲ။ ဒါပေမဲ့အဲ့ဒီကိစ္စကလွယ်ကူနေတာတော့မဟုတ်ပါဘူး။အဲ့ဒီတကားဝါနဲ့သုံးတဲ့လေတွေကကွက်တီနေပါသွားကြနေတာပါ။အဲ့ဒီကြားထဲလိုင်းထန်လေထန်တဲ့အခြေမျိုးဆိုရင်တိတိကျကျဝင်နိုင်မှုခက်ခဲပါရဲ့။တော်တော်လေးကျွမ်းကျင်မှဟိုတိုက်ရိုက်ဝင်နိုင်မှာပါ။မဟုတ်ရင်ဟိုတိုက်ဒီတိုက်နဲ့အန်ဒရယ်တောင်ဖြစ်နိုင်ပါသေးတယ်။နောက်ပြီးပြည့်ဟက်ခက်ရဲ့ဖြစ်နေတဲ့အခြေအနေတွေဆိုရင်လည်းဒီလိုလုံးလို့အဆင်ပြေမှာမဟုတ်ပါဘူး။လေကိုအချိန်မြန်မြန်နဲ့မောင်းဝင်လဲအန်ဒရယ်များလာပါရဲ့။အဲဘလိုပဲဖြစ်ဖြစ်အပွဲသားတွေရဲရင်နဲ့ရောက်သွားရင်တော့ Pine Love ကဦးပိုင်းကိုထောင်းပြီးအပေါ်တက်သွားမှာပါ ဒီချိန်ကျရင်ရေတွေလည်းထွက်ကြသွားမှာဖြစ်ပါတယ်။ဒီနေ့စနစ်တွေက American Vienna စစ်ပွဲတွေမှာတော့အားသာချက်ဖြစ်ခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာအုံပြုတ်ဖို့ခက်ခဲလာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြုပြင်ထိန်းသိမ်းစရိတ်ကြီးမြင့်နေတာကြောင့်ပါပဲ။ဟုတ်ပါတယ်။ Chernoff ကိုရေတဲတခါဆင်ပြီးတိုင်းတန်ရှင်းကိုတေချာပြန်လို့ရတာပါ။တခါတလေကြမ်းကင်းတစ်ခုလုံးကိုဖြုတ်ပြီးစစ်ဆေးရပါတယ်။စံငန်ရည်တဲ့ဆင်းပြီးရင်တော့ပို့ပြီးတော့အလုံးရှုံနေသေးတာပါ။တန်ကြီးမတက်အောင်လဲတင်တာတွေဖြက်လဲရပါတယ်။နောက်ပြီးရေပေါ်ဆင်းတဲ့အတွက်အဆင်းပြီးစနစ်ကလည်းရင်းခွေးရိုက်ပြီးခဏခဏပြုတ်ပြင်းနေရတာပါ။ အဲ့ဒါကြောင့်နောက်ပိုင်းမှာစစ်စင်ရေးအဖွဲ့တွေနဲ့ပြုပြင်ရေးအဖွဲ့တွေပွဲတိုက်မှုတွေရှိလာပါတယ်။ရေထဲစစ်မှုလိုအပ်ရင်ပြုပြင်ရေးဌာနစီကခွင့်ပြုချက်လှမ်းတောင်းရတာတွေလည်းဖြစ်လာခဲ့တာပါ။ပြုပြင်ရေးဌာနကလည်းမစင်းမဲ့တဲ့အစဉ်ပြေရင်မစင်းမဲ့နေပါလို့ပဲပြန်ညွှန်ကြပါတယ်။ဒီလိုနဲ့ chain of တွေကရေထဲစစ်မှုစွန့်ရင်ပါလာပေမဲ့ရေထဲစင်းရတဲ့အချိန်တွေနေပါလာတာပါ။နှစ်တွေကြာလာတဲ့အခါ chain of ကိုအသုံးပြုနေတဲ့ကဘာတွန်းကစစ်တပ်တွေကရေပေါ်စင်းတာကိုမတန်ဘူးလို့နားလည်လာကြပါတယ်။စင်ဘိုးထက်ချုံမိုးကြီးသလိုဖြစ်နေလို့ပါ။ ဒါပေမဲ့အရိယထိနာမျိုးဆက်ရဲရင်တွေကိုတော့ထပ်ထုံနေတော့ဖြစ်ပါတယ်။နောက်ဆုံးပေါ်ချင်းတော့မျိုးဆက်ဖြစ်တဲ့ CA47F မှာဆိုရင် digital ပြန်သားမှုထိန်းချုပ်စနစ်တွေထည့်သွင်းထားတာပါ။ရဲရင်မှာလည်း electronic ပစ္စည်းတွေအပြည့်ဖြစ်လာပါတယ်။အဲဒါကချင်းတော့ဖြဲ့တခြားစွမ်းဆောင်ရည်တွေကိုတော့မြင့်တင်ပေးလိုက်တာပါ။ဒါပေမဲ့ရေပေါ်ဆင်းနိုင်တဲ့စွမ်းဆောင်ရည်မှာတော့အနှုတ်ပြသွားခဲ့တာပါ။အရင်ချင်းော့တွေကဆိုရင် analog ကရိယာတွေကိုပဲအများဆုံးသုံးတာဖြစ်ပါတယ်။အဲ့ဒါတွေကရေကိုတော်ရုံနဲ့မကြောက်ကြပါဘူး။ ။အဲဒါပေမဲ့ digital ပစ္စည်းတွေကြတော့ရေနဲ့မတည့်ကြပါဘူး။အဲဒါကြောင့်ရေထဲကိုဆင်းရတဲ့ကိစ္စတွေကလည်း chain knock တွေအတွက်စုံစမ်းစရာဖြစ်လာပါတယ်။ဒီလိုပြောလို့ chain knock ကိုအရင်လိုစစ်ဆင်ရေးတွေမှာမတုံးတော့တာမဟုတ်ပါဘူး။ရေနဲ့ဆိုင်တဲ့စစ်ဆင်ရေးတွေမှာတုံးနေတော့မှာပဲ။အဲဒါပေမဲ့အရင်ကတော့ရေနဲ့ပတ်သက်စရာတိတ်မရှိတော့ပါဘူး။ဥပမာအားဖြင့်ရေထဲကိုကွန်မန်ဒိုတွေသွားဖို့မယ်ဆိုရင်စနစ်တစ်ခုကိုတုံးပါလေ။အဲဒီစနစ်ကို Halo Casting လို့ခေါ်ကြတာပါ။ ဒီနည်းစနစ်ကထူးထူးခြားခြားတော့မဟုတ်ပါဘူး။စကားတချို့မှာတွေ့ရတတ်တဲ့စနစ်မျိုးပါပဲ။အရရင်ကိုရေပြင်အမြင့်၁၀ပေလောက်မှာခန်းနေနေကပ်ပြန်တန်းထားပြီးကွန်မန်ဒိုတွေကိုရေထဲကိုခုန်ချခိုင်းတာပါ။ကွန်မန်ဒိုတွေကအရိကနေမှာရေကူးသွားပြီးတော့ဆက်စင်ရေကိုဆောင်ရွက်ကြရတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကိုအများအားရေကူးခိုင်းတာမျိုးတော့မဟုတ်ပါဘူး။အများအားရေကူးလို့လည်းတိတ်မလွယ်လာပါဘူး။သူတို့မှာပေါင်90လောက်ရှိတဲ့ပစ္စည်းတွေလည်းတက်ဆင်ထားရတာပါ။အဲ့ဒီအလေးချိန်ကြီးနဲ့ကမ်းဘက်ကိုရေကူးသွားဖို့ဆိုတာဇဏကမင်းသားတော်တတ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးတွေအတွက်လေထိုးလေတွေကိုလည်းချင်းတော့ကပြစ်ချပေးရပါတယ်။အဲဒီနေရာမှာလည်းအမျိုးအစား၃မျိုးလောက်ရှိနေတာပါ။အဲဒီကိစ္စကလည်းဆက်စင်ရင်းနဲ့လိုက်ပြီးကြွာချားမှုတွေရှိနေပါတယ်။ပြောရရင်ရဟရင်တွေရဲ့နေရာအခြေဝင်းကကန့်တတ်ချက်တွေရှိနေတာပါ။လေအပြည့်ထိုးထားတဲ့လေကိုတင်ဆောင်နိုင်တာမျိုးရှိသလိုနေရာအခက်အခဲကြောင့်မတင်နိုင်တာမျိုးတွေလည်းရှိပါတယ်။အဲဒီခြေနေတွေကိုအုံမျိုးသုံးစားခွဲခြားထားတာပါ။ လေအပြည့်ထိုးထားတဲ့လေကိုတော့ head တက်လို့သုံးတော့ပါတယ်။ဘဲလေတွေကိုအစွဲပြူပြီးအဲ့ဒီနံပါတ်ကိုသုံးထားတာပါ။ဒီလေတွေနဲ့ဆိုရင်ကွန်မန်ဒိုတွေကရေထဲခုန်ချပြီးတာနဲ့လေပေါ်တက်ပြီးလှော်သွားရုံပါပဲ။နောက်တစ်မျိုးကတော့ soft တက်လို့ခေါ်ပါတယ်။အဲ့ဒါကတော့လေကိုလေအပြည့်မထိုးဘဲနဲ့ခက်ပြော့ပြော့လှုပ်ထားတာပါ။အဲ့ဒါကလည်းကွန်မန်ဒိုချုပ်ကိုရေပေါ်မှာပေါ်စင်နိုင်ပါသေးတယ်။ပြီးတော့မှလေအပြည့်ဖြစ်ပြီးတက်စီမှာပါ။အဲနောက်ဆုံးကတော့ rogue တက်လို့ခေါ်ပါတယ်။ဒါကတော့လုံးဝကိုလေမထိုးထားတဲ့လေကိုချပေးလိုက်တာပါ။ရေထဲကိုရောက်မှလေထိုးပြီးတက်စီရမှာဖြစ်ပါတယ်။ ကွန်မန်ဒိုတွေပြန်ခေါ်တဲ့ကိစ္စကိုတော့အတက်နိုင်ဆုံးဂုံးပေါ်မှာရအောင်ခေါ်ကြပါတယ်။ဥပမာပြောရရင်ကွန်မန်ဒိုတွေရှိနေတဲ့ရေပြင်နဲ့အနီးကပ်ဆုံးမှာချင်းဆူထားတာမျိုးပါပဲ။အဲဒီခါမျိုးကြရင်ရဲဟရင်တွေကဂုံးပေါ်မှာအေးအေးဆေးဆေးရန်နာပြီးစောင့်နေလို့ရပါတယ်။ဒါပေမဲ့မရှင်တိုင်းကတော့ကိုလိုချင်တလို့ဖြစ်နေတာမျိုးမဟုတ်ပါဘူး။တခါတလေရေထဲမှာရှိနေတဲ့အဖွဲသားတွေကိုမဖြစ်မနေသွားခဲ့ကြားရတာမျိုးတွေရှိပါတယ်။အဒီခါမျိုးတွေမှာလေရေထဲကိုစင်းစရာမလိုတဲ့နေလန်းတွေကိုတုံးကြတာပါ။ အထုံးများဆုံးနီလန်းကတော့ကိုအဖွဲသားတွေရဲ့အပေါ်မှာဝဲပြန်နေရင်ကျိုးလေကားကိုချပစ်လိုက်တာပါပဲ။အဓိကကျရင်ကွန်မန်ဒိုကအဲ့ဒီလေကားကနေအာတုံမီတက်လာရမှာပါ။ဒီကိစ္စကမလွယ်ကူပေမဲ့မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စတွေမှာတုံ့တက်ကြပါရင်။နောက်ထပ်တနည်းကလည်းအဲ့ဒါနဲ့ဆင်တူနေတာပါ။အဲဒါပေမဲ့ကျိုးလေကားချပစ်တဲ့နေတော့မဟုတ်ပါဘူး။ကျိုးတက်တက်ချပစ်တဲ့နေဖြစ်ပါရင်။အဲ့ဒီကျိုးမှာကပန်းနဲ့ချိတ်လို့ရတဲ့ချိတ်လေးတွေပါနေတာပါ။အရာကိုအဖွဲသားတွေကလှမ်းယူပြီးသူတို့ကမှလှမ်းချိတ်ထားလိုက်ရုံပါပဲ။ ။ပြီးရင်တော့ရဟရင်ကသူတို့ကိုရေထဲကနေဆွဲခေါ်ပြီးပြန်တက်သွားမှာပါ။အဲ့ဒီနီလန်ကို spy လို့ခေါ်ပါတယ်။လူတွေကတော့လေထဲကနေတန်လန်ကြီးလိုက်သွားရမှာပါ။ pilot ကလည်းခက်မင်းမင်းပြန်တန်းဖို့တော့တရီထားရပါတယ်။မဟုတ်ရင်တန်လန်လိုက်လာတဲ့ကိုဖွဲသားတွေတစ်ပင်တွေနဲ့ရိုက်မိတာမျိုးဖြစ်နိုင်လို့ပါပဲ။ပြောရရင်ဂျိုးလေးကချပေးတဲ့နီးနဲ့ supply နည်းတွေကနည်းနည်းတော့ပို့ပြီးဆွန်လာရပါတယ်။အဲဒါကြောင့်တချို့ကလည်းအရင်နည်းတွေပြန်သုံးဖို့အကြံပြုနေကြတာပါ။အဲဒါပေမဲ့ပြုပြင်ထိန်းသိမ်းရေးကုန်ကြစရိတ်တွေကြောင့်အဲဒါကိုမဖြစ်မနေကြမှာပဲလှုံ့ဆော်ကြပါတယ်။ အမေရိကန်ကံယူဆောင်တပ်ဖွဲ့တွေဆိုရင်လည်းရေပေါ်ဆင်းနိုင်တဲ့ရဟတ်ယာဉ်တချို့ကိုအသုံးပြုနေကြရတာပါအဲသူတို့ကလည်းမဖြစ်မနေကြမှာသာရေထဲကိုဆင်းဖို့ဆုံးဖြတ်ကြပါတယ်အစင်ပြေနေသေးရင်တော့ကြိုးချပေးပြီးကဲတဲ့နီးလန်းကိုပဲအများဆုံးသုံးကြတာပါပြောရရင်ဖိုင်လော့တွေအတွက်ကလေထဲမှာငိမ့်နေအောင်ပြန်နေရတာနဲ့ရေထဲမှာငိမ့်နေအောင်ထိန်းထားရတာကလည်းမတူနေပါဘူးလေထဲမှာကပိုလွယ်ပြီးတော့ရေပေါ်မှာကပိုခတ်ပါတယ်လိုင်းတွေရှိနေရင်တော့ပိုပြီးတော့ခက်ခဲနေတာပါအရာကြောင့်သူတို့ကကြိုးတွေပြစ်ချတဲ့နေ့အပြင်ကဲဆယ်ရေးရင်ကုန်သမားတွေကိုပါတုံးကြပါတယ် ကဲရမယ့်သူတွေ့လာရင်ရင်ကုန်သမားကရေထဲကိုခုန်ကြပြီးရဲရင်ပေါ်တက်နိုင်အောင်ကူညီပေးမှာပါပြီးတော့မှသူကလည်းကျိုးနဲ့ပြန်တက်လာမှာဖြစ်ပါတယ်ရေပေါ်ဆင်းရတဲ့ဆစ်စင်ရေတွေရဲ့ပြုပြင်ထိန်းသိမ်းစရိတ်ကများလွန်လာကြောင်း1990လောက်မှာပဲအရာတွေကိုအသုံးပြုဖို့ရှောင်လာခဲ့တာပါဒီလိုနဲ့ဂိုင်းဝရန်ဆောင်တက်တွေအနေနဲ့သူတို့ရဲ့ရေပေါ်ဆင်းနိုင်တဲ့ရဟယင် HH3F ပီလီကန်တွေကိုအနာပြရတဲ့အဖြစ်ဖြစ်ခဲ့ပါတယ်နောက်ပြီးရေထဲကိုဆင်းရတဲ့အန်ဒရယ်ကလည်းတက်တက်ရှိနေသေးတာပါ ။ဆိုဗီယက်ရဲ့ MI-14 ဆိုရင်လည်းအခုထိတုံးနေတော့မှာပဲ။အဒီရရင်ဆိုရင်အောက်ဘက်မှာစီပိုင်းပုံစံ4တုံး2တုံးပါပါတယ်။ရေပေါ်မှာပေါ်နိုင်အောင်တက်ထားတာပါ။ MI-14 တွေမှာလည်းမူခွဲတွေရှိပါတယ်။လူတင်ရင်တော်ပီဒိုတင်ရင်စသဖြင့်ကွဲပြားနေပါသေးတယ်။ဒါပေမဲ့အရိယာရင်တစည်းကလှိုင်းသိမ့်မထန်တဲ့အခြေအနေမှာတော့သူ့ပန်ကားရဲ့အရှိန်နဲ့ခေါင်းဆိုင်သွားတာပါ။ပြီးတော့ပန်ကားနဲ့ရေပင်နဲ့ရိုက်ပြီးရေထဲနဲ့သွားပါရီ။ဒါကရဟယင်တွေကိုရေပေါ်မှာထိန်းချုပ်ရတာပိုခက်ခဲတယ်ဆိုတဲ့နမူနာပါပဲ။ ဒီလိုအကြောင်းရင်းတွေရှိနေလို့ရေပေါ်ဆင်းနိုင်တဲ့ရဟယင်တွေရဲ့အခမ်းကဏ္ဍကမေးမိန်လာခဲ့တာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုနေကုန်ချုပ်လိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်